္လာပါရှင်ဒီနေ့ဂျွန်လ19ရက်နေ့အတွက် People's Spring ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ကျွန်မကဂျာမုံပါဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ်ဖြစ်နိုင်ငံတဝန်းမှာလူဒုသပိတ်လှုပ်ရှားမှုတွေပြုလုပ်ကြပါတယ်ကမ်းထောင်ရဲစခန်းကို အပီးသက်သိမ်းယူနိုင်ပြီလို့ PLA ထုတ်ပြန်လာပါတယ် KNU သိမ်းထားတဲ့ဖပွန်ခရိုင်ကကတိုင်းတိစခန်းကိုစစ်ကောင်စီတပ်ပြန်တိုက်ယူနိုင်ခဲ့ပါတယ်ဒီသတင်းတွေနဲ့အတူ ဖားကန့်တိုက်ပွဲမှာတိုက်ဆုံတဲ့ဗိုလ်မှူးအပါအဝင်အလောင်း30ကျော်ကိုတမကုံအနီးမြုပ်နှံတဲ့သတင်းကိုလည်းနားဆင်ရမှာပါ။မကွေး၊စကိုင်း၊မန္တလေး၊ရန်ကုန်မြို့နယ်၊ကချင်ပြည်နယ်ဖားကန့်မြို့နယ်တို့မှာတပိတ်အင်အားစုတွေနဲ့ဒေသခံပြည်သူတွေစုပေါင်းပြီးလူမှုကောင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့အထိမ်းအမှတ်ပန်းတပိတ်နဲ့လူမှုတပိတ်လှုပ်ရှားမှုတွေကိုဒီနေ့မှပြုလုပ်ခဲ့ကြပါရယ်။မကွေးတိုင်းပခုတ်ကူမြို့နယ်မှာလူမှုတိုက်ပွဲကော်မတီနဲ့ပြည်သူတွေပူးပေါင်းပြီး လူမှုကောင်းဆောင်ဒေါအောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ်ပန်းသပိန်နဲ့ blue shirt campaign ကိုပြုလုပ်ခဲ့ကြပါတယ်။သခိုင်းတိုင်းရမပင်မြို့နယ်မှာမြောက်ချမ်းသပိန်အင်အားစုကအမေစုနဲ့တကွတပြည်လုံးလွတ်မြောက်ရေးအတွက်ဆက်ယုံကြဆိုတဲ့စာသားကန်ဆောင်ပြီးဒေသခံပြည်သူတွေနဲ့အတူစစ်အာဏာရှင်ဆန့်ကျင်ရေးသပိန်ပန်းသပိန်စစ်ကြောင်းခြိတက်ခဲ့ကြတာဖြစ်ပါတယ်။ဘူးတလင်မြို့နယ်မှာလည်းပဲသပိန်အင်အားစုကဒေါအောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့အထိမ်းအမှတ်ပန်းသပိန်လူမှုလှုပ်ရှားမှုကို လှုပ်ဆောင်ခဲ့ပါတယ်။ကလေးမြို့နယ်မှာလည်းဒေသခံပြည်သူတွေကလူထုကောင်းဆောင်ရွက်မွေးနေ့အထိမ်းအမှတ်အဖြစ်ပန်းသပိတ်နဲ့အတူအဖမ်းအစည်းခံနိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးအတွက်ကြွေးကြော်တောင်းဆိုခဲ့ပါတယ်။ကနေမြို့နယ်နဲ့မန္တလေးတိုင်းစင်ကူးမြို့နယ်တို့မှာဒေသခံပြည်သူတွေကငါတို့သည်ဒေါ်အောင်ဆန်းစုကြည်များဆိုတဲ့စာသားနဲ့မွေးနေ့အထိမ်းအမှတ်ပန်းသပိတ်နဲ့လူထုသပိတ်ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ရွှေဘုံမြို့နယ်သပိတ်အင်အားစုကလည်း Happy Birthday အမေစုဒေါ်အောင်ဆန်းစုကြည်နှင့်တပြည်လုံးလွတ်မြောက်ဖို့ဆက်ယုံကြစာသားကန်ဆောင်ပြီးဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ်ဖြင့်ပြည်သူတွေနဲ့အတူပန်းသပိတ်ကိုပူပေါင်းဖော်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။ကချင်ပြည်နယ်ဖားကတ်မြို့နယ်မှာလည်းဖာကန်ဆိုင်တောင်တာမခန်သပိတ်အင်အားစုတွေစုပေါင်းပြီးလူဒုကောင်းဆောင်ရဲ့အသက်80ပြည့်မွေးနေ့အခမ်းအနားကိုပြုလုပ်ခဲ့ကြပါတယ်။ရန်ကုန်မြို့လယ်မှာတော့ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့အထိမ်းအမှတ်အနေနဲ့ ရေပဝဲပြည်သူအချို့ပြုလူငယ်အဖွဲ့အစည်းကစူအေတီယက်လို့ရေးထားတဲ့စာသားကိုင်းဆောင်ပြီးစစ်အာဏာရှင်စန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။ရန်ကုန်မြို့ကဘာအေးဖျားလမ်းပေါ်ကကဘာအေးဖျားနဲ့ကမုံပွင့်ကုံတိုက်လူကူးကုန်းကျော်တရာမှာဒေါ်အောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့အထိမ်းအမှတ်ဖြင့်80ချစ်တဲ့စာရန်ကိုဒီနေ့နေခင်မှာချိတ်ဆွဲခဲ့ကြတာဖြစ်ပါရဲ့ရှင်။စကိုင်းတိုင်းပလဲမြို့နယ်ကကမ်းထောင်ရွာနယ်မြေရဲစခန်းကို ဒီမနက်ပိုင်းမှာအပီးသက်သိယူနိုင်ခဲ့တယ်လို့ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ကထုတ်ပြန်လိုက်ပါတယ်။အဲ့ဒီကမ်းတောင်ရဲစခန်းဆိုတာကစကိုင်းတိုင်းပလဲမြို့ကနေမကွေးတိုင်းကံကောမြို့ကိုသွားတဲ့လမ်းပိုင်းပေါ်မှာရှိပြီးပလဲမြို့နဲ့ဆိုရင်16မိုင်ဝေးပါတယ်။စစ်ကောင်စီကအခိုင်အမာ တက်ဆွဲထားတဲ့စခန်းဖြစ်ပြီးအင်အားတရာဝန်းကျင်ရှိတယ်လို့ PLA ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။မဟာမိတ်တပ်ပေါင်းစုနဲ့ PLA တပ်ပူးပေါင်းပြီး ဒီမနက်6:40နာရီမိနစ်မှာတည်ယူနိုင်ခဲ့တယ်လို့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားတာပါအသေးစိတ်အချက်လက်ကိုတော့ထပ်ပြီးတော့ထုတ်ပြန်သွားမယ်လို့လည်းအသိပေးပါတယ်ကန်းထောင်ရွာနေမြေရဲစခန်းကိုဂျွန်လ2ရက်ကလေးက PLA တပ်ဖွဲ့ဥဆောင်တိုက်ခိုက်နေပြီးတော့မနေ့ကအထီကိုစစ်တပ်ကအနီးနားမှာရှိတဲ့အင်မတီရွာကတဆင့်အင်အားတိုးဖို့လုပ်နေကြတာဖြစ်ပါတယ်အင်မတီရွာမှာတော့စစ်ကောင်စီလက်နက်တပ်ဆင်ပေးထားတဲ့ပြည်သူစစ်ခေါ်ပြူစောထီတွေတက်ချထားတာဖြစ်ပါတယ် PLA ကကမ်းထောင်ရဲစခန်းကိုထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အချိန်မှာတခြားတော်လှန်ရေးတပ်တွေကစစ်တပ်ရဲ့စစ်ကူစစ်ကြောင်းတွေကိုဖျက်တောက်တိုက်ခိုက်နေတာဖြစ်ပါတယ်။ပြီးတော့မနေ့ကတိုက်ပွဲပြင်းထန်နေတုန်းကလည်းစစ်တပ်ကလေယာဉ်နဲ့ဒရဇက်ဘုံးကျဲတိုက်ခိုက်တာတွေပြုလုပ်ခဲ့တယ်လို့တော်လှန်ရေးတပ်တွေကနေသိရပါတယ်။တင်းယူနိုင်ခဲ့တဲ့အဲ့ဒီနေမြေရဲစခန်းကကမ်းထောင်ရွာရဲ့အရှိတ်မှာရှိတာပါ။ပလဲမြို့နယ်တွေကစစ်ကောင်စီတပ်လက်အောက်ခံပြူစောတီကြီးစိုးတဲ့ရွာတွေထဲမှာ အချက်အချာကြားလှတဲ့စကံလေဖြစ်ပါရဲ့ရှင်။ကရင်ပြည်နယ်ဖားပွန်ကမမောင်လမ်းပိုင်းကကတိုင်တိစကန်ကိုတိုက်ယူပြီးတဲ့နောက်ငားလာနီးပါးအကြာမှာပြန်လက်လွတ်လိုက်ရတယ်လို့ကရင်မျိုးသားစီအယုံ KNU တမဟာငားရဲ့ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးစောကလေတို့ကပြောပါရယ်ဖားပွန်ကမမောင်လမ်းပိုင်းမှာရေးပါတဲ့ကတိုင်တိစကန်ကို KNU တမဟာငားဦးဆောင်တဲ့ပူပေါင်းတက်ကအခုနှစ် January 23ရက်ကသိမ်းယူခဲ့တာဖြစ်ပါရယ် ဒါပေမဲ့လက်ရှိဂျွန်လအတွင်းမှာတော့စစ်ကောင်စီတပ်ကထိုးစစ်ဆင်ပြီးပြန်လည်ရယူသွားတာလို့ဗိုလ်မှူးကြီးစော့ကလေးတို့ကပြောပါတယ်။အစောပိုင်းမှာတော့လက်လွတ်လိုက်ရတဲ့ကတိုင်းတိစကန်ကိုပြန်ရဖို့အတွက်ကမမောင်မျိုးကနေတစင်စစ်ကြောင်းချင်းချင်းထိုးခဲ့ပေမဲ့လည်း KNU တမဟာငါဥဆောင်တဲ့ပူပေါင်းတက်ရဲ့ဂျားဖြတ်ပိတ်ဆို့တိုက်ခိုက်မှုတွေကြောင့်စစ်တပ်ရဲ့စစ်ကြောင်းကရှေ့မတိုးနိုင်ခဲ့ဘူးလို့သိရပါတယ်။ဒီလိုမျိုးမြေပြင်စစ်ကြောင်းနဲ့မစွမ်းတာတဲ့အခါမှာတော့လေကြောင်းကိုအားပြုပြီးတိုက်ခိုက်ပါတယ ဒါကြောင့်ကမမောင်နဲ့ကတိုင်တိကြားကကျေးရွာတွေဟာဘုံကျဲခံရတယ်လို့ဒေသခံတွေထိခိုက်သိကြတာနေအိမ်တွေဘာသာရေးအဆောက်အဦတွေပျက်စီးတာမျိုးရှိခဲ့ပါတယ်။ကတိုင်တိစကန်းကဖာပွန်ခရိုင် ကတိုင်တိရွာရွန်းစလင်းမြစ်ဘေးမှာတရှိတာဖြစ်ပါတယ်။လက်ရှိမှာစကန်းကိုစစ်ကောင်စီတပ်ကပြန်ရယူထားပြီးအင်အား150ကျော်နဲ့တပ်ဆွဲထားတယ်လို့ဗိုလ်မှူးကြီးစောကလေတို့ကပြောပါတယ်။ဒါအပြင်ဖာပွန်ဘျူဟာရဲ့ကာကင်းစကန်းနှစ်ခုကိုလည်း စစ်ကောင်စီတပ်ကပြန်ရသွားတယ်လို့သိရတာပါ။ကတိုင်တိဖာပွန်တခွင်ကစစ်ကောင်စီတပ်ရဲ့ဆင်ဆွဲတောင်းသုံးလုံးမထောကူးစိတ်ခမာရ434ခလာရ79စစ်လက်နက်ပစ္စည်းတပ်စာစာနာ642တပ်ရင်းတွေကိုပြီးခဲ့တဲ့နှစ်အတွင်း KNU တပ်မဟာ9ဦးဆောင်တဲ့ပူပေါင်းတပ်ကတပ်ယူနိုင်ခဲ့ပြီးဖာပွန်မြို့ကိုထိန်းချုပ်ထားတာဖြစ်ပါရဲ့ရှင်။ကချင်ပြည်နယ်ဖားကန့်မြို့နယ်မော်စီစာရွာနာမှာဖြစ်ပွားတဲ့ပြီးခဲ့တဲ့3ရက်ကတိုက်ပွဲတွေအတွင် စစ်ကောင်စီတပ်ဘက်ကတေဆုံးထိခိုက်မှုများခဲ့ပါတယ်။ဒီတေဆုံးသူတွေထဲမှာတမ33ကဒုတိယတန်းစစ်ဦးစီးမှု G2 ဘုံမူဖြိုးသက်စော်လဲပါဝင်ခဲ့တယ်လို့စစ်ရေးသတင်းရှင်းပြတချို့ကပြောပါတယ်။ပြီးခဲ့တဲ့ဇွန်လ16ရက်နဲ့18ရက်တိုက်ပွဲအတွင်းဖားကန့်တမကုံမှာအလောင်း30လောင်းကိုတကြိုခဲ့ရတယ်လို့တခြားကချင်စစ်ရေးသတင်းရှင်းပြတဦးကလည်းဒီနေ့မှာအသိပေးပါတယ်။ဖားကန့်မြို့နယ်မှာစစ်ကောင်စီတပ်နဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တို့ချား တိုက်ပွဲတွေဇက်တိုက်ဖြစ်ပွားနေပါတယ်။မနေ့ကတိုက်ပွဲဖြစ်ခဲ့တဲ့ဖားကန်ဒေသမော်ဝမ်ကြီးမော်ဝမ်လေးနားမှာဒီမနေ့၈နာရီလောက်ကစပြီးတော့တိုက်ပွဲပြန်ဖြစ်နေတယ်လို့သတင်းရှင်းမြစ်ကပြောပါတယ်။ဒါကြောင့်လည်းပြည်သူတွေကစစ်ရှောင်နေကြရတာပါ။ဒီမနေ့ပိုင်းမော်စီစာဖျားကုန်းနားမှာစစ်ကောင်စီတပ်ရဲ့ပစ်ခတ်မှုကြောင့်ပြည်သူတအူးသေဆုံးခဲ့ရပါတယ်။ဒါအပြင်မော်ဝမ်လေးရွာကိုလည်းစစ်ကောင်စီတပ်ကဒီညနေ၃နာရီခွဲလောက်မှာလေကြောင်းအနေဘုံကျဲခဲ့လို့ဖះเจ้าအနီကြောက်ရောက်ပောက်ကွဲခဲ့တယ်လို့သိရပါရဲ့ရှင်။ People's Spring ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။